သောတာရှင်ပေါင်းမင်္ဂလာပါခင်ဗျာလေးစားရပါသောစာရေးဆရာမကြီးခင်းနင်းယူဤမြာကြာပြေဝတ္ထုစေ အပိုင်း16ကိုဖတ်ပြမျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာမြာကြာပြူဆယ်လီမမစကားပြောနေတယ်တစ်ဖက်မှာဒေါခင်တက်တင်စကားပြောတဲ့တယ်လီဖုန်းထဲမှာ ကြားနေရသည် ဆိုပါမမဆယ်လီစိတ်ဝင်စားမယ့်လူတစ်ယောက်ရောက်နေတယ်ဘသူလဲမမတွေ့တော့သိမှာပေါ့အဲ့ဒီလူဆယ်လီနဲ့တွေ့ရင်ဆယ်လီသိကျင်တာတွေမေးနိုင်တာပေါ့သူကပေတကကုန်တယ်ပါဖက်ရှင်ကုမ္ပဏီတစ်ခုကမမဒီလိုစီစဉ်ထားတယ်တခြားလူတွေလည်းမဖိတ်ဘူးဆယ်လီပဲဖိတ်မယ် မမယောက်ျားဥဖေမြင့်နဲ့မမရေဆိုတော့ဒီလူနဲ့ဆိုလေးရောင်အင်ဖော်မေပေါ်တန်ကြီးတမန်ကြီးတို့လိုစကားပြောမနေရဘူးပော့ပော့ပပပဲကိုဆွေးနေကျင်တာဆွေးနေနိုင်တယ်လာမယ့်စနေနေ့ည9:00နာရီလောက်မမတို့အိမ်လာခဲ့ပါညစာကျွေးမယ်ဟုတ်ကဲ့လာခဲ့မယ်မမဆယ်လီဒီ တခါကမမဒေါခင်တက်တင်နှင့်ဆွေးနွေးခဲ့ဘူးသည်ပဲရစ်သည်ဖစင်ပြဝဲတွေခစ်စားသောနေရာဖြစ်သည် အကယ်၍မြမချိတ်လုံးကြီးပိုးတယ်တွေကိုပဲပဲရစ်မှာဖစင်ပြပွဲလုပ်နိုင်ရင်ချိတ်ပိုးတယ်တွေအနောက်နိုင်ငံဈေးကွက်မှာဝင်ရောက်နိုင်ပြီသူမှာဆန္ဒသာရှိသည် တူးချဲ့ဖို့ငွေအရင်းလည်းမရှိအဆက်အသွယ်ကလည်းမရှိ ဥပုန်ငိန်ကုမ္ပဏီကလန်ဒန်သွား၍ကုန်သည်၍လေလာစင်များက သူလိုက်သွားခြင်းလိုက်တာယခုတွေ့ရမိသူကဘသူလဲသူမသိပေသူစိတ်ဝင်စားသောအကြောင်းနှင့်ဆက်ရွယ်ရေးတာမမက ဖိတ်ခေါ်ခြင်းဖြစ်မည်စနေနေ့ညကြတော့မမီးကိုခွင့်တောင်းကဟန်အင်းနှင့်သူမမတို့အိမ်၆မိုင်ခွဲကိုထွက်လာသည် ဒေါခင်တက်တင်အိမ်ရောက်တော့ဟန်အီးကိုပြန်လှုပ်ကဒေါခင်တက်တင်ကိုပြန်ပုတ်ခိုင်းမိဟုမှားလိုက်သည်မြက်ခင်ပေါ်မှာချိန်ကလထိုင်လေးလုံးချထားသည်ညခုနှစ်နိုင်လောက်မှာမောင်စပြူပြီမဲ့သူတို့ထိုင်နေသောမြက်ခင်ပြင်ပေါ်မှာ အလင်းရောင်စီသည် ယူစနာယုံနှင့်ဇီဇဝါပန်းယုံများမှာရောင်စုံမီးလုံးလေးများထွန်းလာ၍သူတို့နေရာတွင် ်မီးရောင်တွေဖြာကြနေသည်ညစာကစစ်နိုင်ဤမှစာမည်ညစာမစားခင်မျက်ခင်းပြင်ပေါ်ကစပွဲပေါ်မှာအေးအေးနှင့်ဧကံမည်ရုပ်ကြာနှစ်ယောက်တက်တော့ယမကပေါ်ချင်းစုတာသောပဲရဲ့ဧည့်သည် ကားနှင့်ခြံဝန်းတွေဝင်လာသည်ဒေါခင်တက်တင်ကကျူစုကစပွဲရောက်မှမိတ်ဆက်ပေသည် ဒါကကျမမိတ်ဆွေတို့မြကြပြူပါကျွန်တော်ကမွန်စီယာမိဆယ်ပါ ကျွန်တော်ပစင်ကုမ္ပဏီက အိတ်စိတ်လော်ရစ်ကုမ္ပဏီပါ တွေ့ရတာဝမ်းသာပါတယ်ဆယ်လီကလည်းလက်ဆွဲနှုတ်ဆက်ကဝမ်းသာကြောင်းပြသည်ပြီးတော့မှဒေါခင်တက်တင်က သူခင်မဥဖေမြင့်နှင့်မိတ်ဆက်ပေးကဇပွဲမှထိုင်ပြကြသည်။စကားပြောရင်ဒေါခင်တက်တင်ကထိုညထမင်းစားပွဲမှာမိရင်ဆွေဝင်းများ တွေ့ဆုံပွဲလူ သူကြွေးချင်းဖြစ်၍ဘာမှဒလိထုံးစံဟန်ပန်တွေမရှိပါကြောင်းပြောပြသည်။မွန်စီယာမီဆယ်ဒီနာဒန်မြင့်မြင့်မှအနေငယ်မှုနေသောအာရစ်တိုကရစ်တီ မင်းမျိုးမင်းရွယ်တွေမှာပါတတ်သောနာဒံမျိုး မျက်လုံးအညွညွနဲ့နာဒံတသွဲစပင်းကအညူရောင်အရက်ကတော့မြင်သည်ရုံစင်ပေါ်ယူသောဆက်ဆံမှုကကုံသေးကောင်းတယောက်ပီတာပါသည်ရောင်စုံဖြာကြနေသောမီးရောင်စုံအောက်တွင်ဆဲလီသည်နိုင်လွန်အင်ကြီးအဖြူလက်စီနှင့်ချိတ်လုံးကြီးအနက်ခံပေါ်တွင်ငွေကြီးချိတ်တာသော နှယောင်ချိတ်လုံးကြီးကိုဝတ်ထားသည်လဲတိုင်းတသွေးအောက်မှာသူ့ဖက်စင်ပလဲတွေကရစ်ခွေလျက်ပလဲနုရောင်မျက်လုံးကဝင်းပနေသည်စတုံးကိုလည်းမြမဆက်ဆန်းထုံဖွဲ့ထားသည်မွန်စီယာမိဆယ်သည်ဆယ်လီကိုခဏမျှငေးကြည့်ပြီးမျက်စိလွှဲလိုက်သည်ပြီးတော့မှသူစကားဆက်ပြောသည် ဥပုငိန်ကုမ္ပဏီမိသားစုက လန်ဒန်လာတော့ကျွန်တော်ကလည်းလန်ဒန်မှာရှိနေတာနဲ့မြန်မာလူမျိုးတွေကိုစိတ်ဝင်စားသွားတာကျွန်တော်တို့တွေ့တုန်းကသူ့သမီးလေးထင်တယ်ပြင်ဆင်ထားတာ အခုဒေါ်မြကြဖြူတို့ဝတ်ထားတယ်လို့မျိုးမဟုတ်ဘူးမင်းသမီးအဝတ်စားလို့ဆိုပါတယ်ပေါ့ပေါ့ပါပါရင်းရင်းနီးစကားပြောကြရအောင် ျမနမီကဆယ်လီပါဆယ်လီကတော်မြကြာပြူခု၍ထိအဲ့ထိအဲ့မှုမိဆေခေါ်သည်ကို အာနန္ဟန်နှင့်ပြောလိုက်သည်ဒေါခင်တတ္တင်ကဝင်ရောက်ပြောလာသည် ဟုတ်ကဲ့အဲ့ဒီအဝတ်စားမျိုးကို လုံကြီးကဗလာထမိန်လို့ခေါ်တယ်အင်ကြီးကထိုင်မသိန်းအင်ကြီးခေါ်ပါတယ်ကျမတို့မြမဘရင်များစီစဉ်က နန်းတော်မှာမိဖုရားတွေဘရင်သမီးတော်အပြူတော်တွေရန်ဆွေတော်တွေအဲ့ဒါလူဝေးကြပါတယ်ခုခေတ်မှာလဲမင်္ဂလာဆောင်တို့သမီးနဲ့နာတာပွဲတွေမှာ အမျိုးသမီးတွေဗလာထမိန်နဲ့ထိုင်မသိအင်းကြီးတွေဝတ်ဆင်ကြပါတယ်အများသောအဖြစ်ချိတ်ဆင်ကိုဗလာထမိန်ချုပ်ကြပါတယ်အပြင်အရက်သူတွေကတော့ကျမတို့လူပဲဝတ်ကြပါတယ် ကျွန်တော်တိတိကျကျလေးလာမိတယ်။မြမအမျိုးသမီးတွေဝတ်တဲ့ဝိစုံဟာနန်းတွေဝိစုံရောခုခေဝိစုံမှာကိုလုံးအလှကိုပေါ်စီတယ်။ဟုတ်ပါတယ်။ဆယ်လီကဖြေလိုက်သည်။ကျွန်တော်လာရောက်နေတဲ့အတောတွင်ကုန်တွေလောကကိုလ ీల ကြည့်တော့မြမအမျိုးသမီးတွေဟာကုန်တွေရေးမှာတော်တော်များများ ဦးစီးလောက်ကင်နေကြတယ်ဟုတ်ပါတယ်စီမွန်ရကျမမိတ်ဆွေဒီကဆယ်လီခေါ်ဒေါ်မြကြာပြူဆိုလဲမြကြာပြူဆိုတဲ့ကုမ္ပဏီဖွင့်ပြီးသူကိုယ်တိုင်ဦးစီးနေတာပါဒေါ်ခင်တက်တင်ပြောလိုက်တော့တအံ့တအောနဲ့ဆယ်လီကိုမီဆယ်ကလှမ်းကြည့်လိုက်ပြီး အချိန်ရရင်စကော့စီအနောက်ဘက်တန်းမှာဆယ်လီရဲ့မြကြပြူကုမ္ပဏီရှိပါတယ်။လာကြည့်ဖို့ကျွန်မဖိတ်ခေါ်ပါတယ်။ကျေးဇူးတင်ပါတယ်။ကျွန်တော်လာခြင်းပါတယ်။ကြူပြီးပြောပါမယ်။ကျွန်မရောင်းတဲ့ကုမ္ပဏီကနိုင်ငံခြားအထည်တွေလည်းရှိပါတယ်။မြန်မာရဲ့ပူချိတ်ထမိန်ရခိုင်ချိတ်တွေနဲ့ကြောက်မြတ်ယဒနာတွေပါ။ ကျွန်တော်ကဖက်ဆင်ကုမ္ပဏီကဆိုတော့အထည်ဒီဇိုင်းတွေကိုပဲစိတ်ဝင်စားပါတယ်။ဆယ်လီမာသူ့အကွက်ဝင်လာ၍ဝန်တာသည်မွန်စီယာကျမတို့ဆိုင်ကိုလာခဲ့ပါ။ကျမဆန္ဒကမြမချိန်တမိန်တွေကို နိုင်ငံသားသူတွေဝတ်တဲ့ blosty တို့စကတ်တုပုံစံနဲ့ဖက်ဆင်ပြပွဲတွေမှာဝင်ပြရင် နိုင်ငံသားတွေများ sẽ quyền giá làm mà là lụ sáng chi chỉ này, mi xe ga cao tới nhảy nhảy lâu bi sinh ra nỉ hàng gì đi giải sinh này bắt đầu bi à khu chơi sinh vui thế à nấu nay ngang đá rửa trái à sinh vui gù lê xin mua nhà đồ à chơi nhảm bi gì chỉ này, cao mà để xử lý cho nó lê sẽ quyền giá bà đấy ကဲညစာစာဝယ်အဆင့်သင့်ဖြစ်ပါပြီဒေါခင်တက်တင် ဖိတ်ခေါ်လိုက်၍အားလုံးနေရာမှထကာအိမ်ထဲဝင်လာခဲ့ကြသည်ထမင်းစပွဲမှာဒေါခင်တက်တင်ကမြမထမင်းဟင်းများနဲ့မိဆဲကိုမိတ်ဆက်ပေးသည်ခိုစာနဲ့နောက်တိုင်းလိုစီစဉ်မထားဘူးမိဆဲမြမလိုပဲထမင်းဟင်းအားလုံး စပွဲမှာချကျွေးမယ်။ပြီးတော့မီဆယ်တို့အဆက်မစားနိုင်တာသိလို့မြန်မာဟင်းပြီမဲ့အဆက်ဆော့ထည့်ထားပါတယ်။ဒေါခင်တက်တင်ကပြောပြ၍အိမ်ပေါ်များကပကံထဲထမင်းဟင်းထည့်ပေးသည်။ဟင်းကျူပကံလုံးများကတော့တယောက်တစ်လုံးစီပြီးသန့်ထည့်ပေးသည်။ကောင်းပါတယ်ခမညာ။မြန်မာတလေးကိုကျွန်တော်သိရတာပေါ့။ တဲခုတဲ့ဟိုတယ်ကတော့အနောက်တိုင်းလူကြီးတော့မြမအစားစာရော စားရပုံဟန်ကိုရော ကျွန်တော်တို့မလိလာရဘူးအခုဒေါခင်တက်တင်ကိုတိတ်ကျေးဇူးတင်ပါတယ်တကယ်လို့များမွန်မွန်စီယာမီရှေအချိန်ရမယ်ဆိုရင်ဆယ်လီကလည်းဖိတ်ခေါ်ကြင်ပါတယ်နေ့လေစာပေါ့ကျမတို့မြမမဟုတ်ရင်ကကြွေးကြင်ပါတယ် ဆယ်လီက ဖိတ်ခေါ်ခြင်းကြောင့်စကားဆလိုက်သည်ဝမ်းသာလိုက်တာခမားဖိတ်ခေါ်တာကိုကျွန်တော်လက်ခံနိုင်လိမ့်မယ်လို့ထင်ပါတယ်အားလက်ချင်းကို ကြီးလိုက်ပါအောင်မယ်ဂျပန်ကိုခီးဆက်ထွက်ရအောင်မယ်မြန်မာမျိုးသမီးတွေဟာ အင်္ဂလိပ်စကားကို အတော်လဲလဲဝဲဝဲပြောတတ်တာပဲကုန်သေးရွေးနဲ့ပတ်သက်ပြီးပေရီတိုလန်ဒန်တို့ကိုခီးထွက်စေခြင်းနဲ့ ဆယ်လီက ဟင်းမကန်ကိုယူကမိဆက်ကိုခွင့်တောင်း၍ထဲ့ပေးသည်မိဆယ်ကပြုံး၍ကျေးဇူးတင်ကြောင်းပြောလိုက်သည်ပြီးမှဆယ်လီဟင်းထဲ့ပြီးတာတွေ့လို့ကုံသေးကြီးနဲ့မဆိုင်တာကျွန်တော်တခုပြောရအောင်မယ်မိဆယ်ကစကားဆက်သည်ကျွန်တော်တငယ်ချင်းကတန်ရုံအမှုတန်းမှာ တနည်းကမြမအမျိုးသမီးကိုလက်ထပ်ထားပါတယ်။သူကပြောတယ်။ခမင်းစားရင် ခင်းကိုသူ့ဇနီးကသူ့ပကံနဲ့အရင်ထည့်ပြီးမှစားတယ်။အဲ့ဒါမြမတလိဆို ဟုတ်ပါတယ်။မြမလူဦးချတယ်လို့ခေါ်ပါတယ်။ဆယ်လီကပြောလိုက်၏။ဦးချတယ် မီဆယ်ကမပီကလာ ပီကလာနှင့်မြမလူဆိုသည်ဟုတ်ပါတယ်မစားခင်ဥဥဖြဖြာလင်သားကိုကြွေးတာပါလင်သားကိုလေးစားတဲ့သဘောပါဆယ်လီက ပြောလိုက်၏မြမတွေလင်ကိုကြောက်ရလားမကြောက်ရပါဘူးဒါပေမဲ့လင်ကို ယူတီလေးစားကြတယ် မိစေဤအမေကိုဒေါခင်တက်တင်ကဖြေလိုက်၏ဆယ်လီကဥချခြင်းအတိဘယ်ကိုဆက်၍ပြော၏ဆယ်လီတို့မြန်မာမှာလင်ကိုတင်မဟုတ်ပါဘူးကို့မိသားစုထမင်းဝိုင်းမှာမိဘပါရင်မိဘကိုအရင်ဥချပြီးမှ ကို့ထမင်းကိုစားပါတယ်မိဘမပါရင် လင်သားဒါမှမဟုတ် ကို့ထက်ကြီးတဲ့လူတယောက်ပါရင် ကြီးတဲ့လူကိုအရင်ဥချပြီးမှစားတတ်ကြပါတယ်။ကျမမာမီဆိုရင်ခမင်းခမင်းနဲ့ဟင်းဆွတ်တော်တင်တယ်။ပြီးတော့ဘာအသီးပဲအိမ်ကိုရောက်လာလာဖះကိုဥချဆွတ်တော်တင်ပြီးမှအိမ်သားတွေစားရတယ်။တေပြီးချစ်စရာကောင်းတဲ့ဓလိထုံးစံများ မိဆေကလှက်လိုက်လဲလဲချီးကျူလိုက်။ထမင်းကိုဆက်စားရင်ငပေါင်းတို့ကိုအတော်သဘောကျပုံရသည်။ထမင်းနည်းနည်းစားကငပေါင်းတို့ကိုတစ်ခုပြီးတစ်ခုစားသည်။ငဖေတုပ်ဘူးဒီဟင်းကျူအတိအပြတ်ကျော်ကြက်သားစီပြန်ဟင်းများဖြစ်သည်။အနောက်နိုင်ငံသားတွေစီတိတ်မကြိုက်ဘူးဆိုလို့ကျွန်တော်မိမကကြက်သားစီပြန်တစ်ခု တခုပဲစီမဲများထဲ့တယ်။ဦးဖေမြင့်ကထမင်းစားရင်မီဆယ်ကိုပြောလိုက်ပြီ။မီဆယ်ကပြုံး၍ဦးဖေမြင့်ဒေါခင်တက်တင်ကိုရတာတိတ်ကံကောင်းတာပဲ။ကျွန်တော်လည်းကံကောင်းခြင်းပါတယ်ဟု ပြောလိုက်၍အားလုံးကရေကြသည်။မီဆယ်ကဆက်ပြောသည်။ကျွန်တော်ဆိုလိုတာက ျွန်တော်ကလူပြိုပါကျွန်တော်တယောက်တည်းပဲနေပါတယ်သူဘဝတပိုင်းတစားကို ဖော်ပြလိုက်သည်ကုံတွေရေးမာရော အိမ်တွင်းမှုမှာပါကျွမ်းကျင်တဲ့မိမရထားတော့ဥဖေမြေကံကောင်းတယ်လို့ဆိုလိုတာပါကျွန်တော်လည်းအဲ့ဒီလိုမိမမျိုးလူချင်းတာပေါ့မြမမိမတွေကရုပ်ကြတွေတက်ပို့အလုလုရသလား ဒီလိုရှိပါတယ်။ဦးဖေးမြစ်ကဝင်ပြောလိုက်ပြီ။အိမ်အောင်တခုမှာမြမအမျိုးသားတွေဟာအိမ်အောင်ဦးစီးအနေနဲ့အစိုးရဝန်ထမ်းဖြစ်ဖြစ်ကုံတယ်မှာပဲဖြစ်ဖြစ်ဝင်ရောက်ထမ်းဆောင်ကြပါတယ်။ကျွန်တော်ဆိုအသက်60အထိအစိုးရအမှုထမ်းမှာအဲ့ဒီအချိန်မှာဒေါခင်တက်တင်ကအင်ရှင်မကောင်တယောက်ပေါ့ အခုကျွန်တော်အနာပင်စင်ယူရတော့သူကကုံသွေးရေးဘက်ဝင်ပြီးတစ်ဖက်စည်းဝါးဆာတာပါမြန်မာလူမျိုးတွေအိမ်တော်ကြီးက ပါရမီဖြည့်တဲ့သဘောပါပါရမီဖြည့်ဘက်သဘောရှိပါတယ်တဦးနဲ့တဦးတစ်ဖက်သက်လွှမ်းမိုးမှုတွေမရှိကြပါဘူးပါရမီဖြည့်ဘက်ဆိုတာဘာကိုဆိုလိုတာလဲ မိစေက နားမလဲ၍ဥဖေမြစ်ကဆီလားစွာဆင်းလင်းပြောပြသည်မိစေပဲနားလဲပါမလဲပါရမီဆိုတာပါဏိစကားတန်ရာတစ်ဖက်ကံနိဗ္ဗာန်သူရအောင်ကြင့်ကြံအားထုတ်ရသောမြတ်တော်အချင်းလိုအတိပ္ပေရတယ်ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ဆေဘဝနောက်ဘဝဆိုတာယုံကြည်တယ်ဒီလိုဘဝမှာ ရှင်လေရတာကိုတန်တရာလို့တန်တရာလို့ခေါ်တယ်။တန်တရာအဆုံးမှာနိဗ္ဗာန်ရှိတယ်။နိဗ္ဗာန်ရောက်ရင်ဘဝကမဖြစ်တော့ဘူး။ဗုဒ္ဓဘာသာဝင်ဤလက်ထက်ဗုဒ္ဓဘာသာဝင်ဤလက်ထက်ရင်ဒီတဘဝတည်းအတွက်ဆုမတောင်းကြဘူး။ဘဝဆက်ဆက်နိဗ္ဗာန်ရောက်သည့်အထိပေါင်းရပါစေလို့ဆုတောင်းကြတယ်။နိဗ္ဗာန်မရောက်ပြင်နိဗ္ဗာန်မရောက်မီရှင်လေရတဲ့ဘဝတွေမှာလည်း ဒုက္ခဒုက္ခတွေ့သည်မလက်တွေရင်ဆိုင်ပြီးနိဗ္ဗာန်ရောက်အောင်အားထုတ်ရတဲ့ဒါနတီလအစရှိတဲ့အကျင့်တွေကိုကျင့်ကြံကြတဲ့ဇနီးမောင်နှံကိုပါရမီဖြစ်ပတ်လို့ခေါ်ပါတယ်မိစေကစိတ်ဝင်စားစားနားထောင်ရင်ကျွန်တော်သဘောပေါက်ပါတယ်ဟုဆိုပြီးမှဒါပေမဲ့ကျွန်တော်ထင်တယ် ဇနီးမောင်နှံတိုင်းဟာဆုတောင်းမပြည့်ကြပါဘူးဥဖေမြေဥဖေမြေလို့ကံကောင်းသူတွေကတော့ပါရမီပြည့်ပတ်ဇနီးကောင်းရမှာပေါ့ဥဖေမြေကရေရင်ဟုတ်ပါတယ်တချို့ဆုတောင်းမပြည့်ပါဘူးဟုပြောလိုက်ပြီကျွန်တော်တို့ခရိယံများမှာလဲလက်ထက်တဲ့အခါဘုန်းကြီးစီမှာဇနီးမောင်နှံနှစ်ယောက် ။ဩနာကျူကန်တည်တဲ့အထိတစ္ဆာစီးပါမယ်လို့ပရိပစ္ဆာပြုကြတာပါပဲ။ဒါပေမဲ့တချို့ကြတော့မအိုမနာခင် အလှတောင်မပြတ်သေးဘူး။လက်ထက်ထားတဲ့သူ စီးပေမဲ့လည်းနောက်တရနောက်အိမ်အောင်ကြီးဖောက်ပြန်ကြတာစီးတာပါပဲ။မြန်မာမှာလဲလင်ကွဲမရကွာတချို့စီးကြပြီမဲ့ဘာသာရေးအရရော ရင်ကျိမှုအရာရောဥပဒေအရာရောတလင်တမယာစနစ်ကိုဦးစားပေးပါတယ်အများစုကတော့တယောက်နဲ့တယောက်ခွင့်လွန်သိခံပြီးကိုအောင်မင်းအောင်ပေါင်းကြပါတယ်အေးဗျာကျွန်တော်အံ့ဩပါတယ်အိမ်တော်ကြီးမှာတစ်ဖက်သက်မဟာဖူဝါဒနဲ့လင်းသားတွေကကြီးစိုးနေတဲ့အိန္ဒိယနဲ့တရုတ်ပြည်ကြားမှာရှိတဲ့ မြန်မာတွေရဲ့ဇနီးမောင်နှံဆက်ဆံရေးဓလိ့ထုံးစံဟာခင်မိပြီးချစ်စရာကောင်းတယ်နော်ဟုတ်ပါတယ်အမွေဆက်ခံပိုင်ခွင့်လေလင်းသိရင်မရအားလုံးရတယ်မရသိရင်လည်းလင်းအားလုံးရတယ်မြန်မာမျိုးသမီးတွေဖြစ်ရတာကံကောင်းလိုက်တာမိဆေရောဥဖေမြစ်ပါ စကားပြောရင်မှသမင်းစားပြီးကြောင်းဇွန်ခရင်ကိုပကံပြားပေါ်ပလက်ချ၍ပြလိုက်ကြသည်သမင်းစပွဲကိုအိမ်ပေါ်များကတိမ်လိုက်၍အချူပွဲများ လာချပေးသည်စနွေမကင်းအဖေးရီချမ်းနှင့်ငချောင်းဖို့လက်ဖက်တုပ်ငပြောသည်များပါ ချကြွေသည်ဆယ်လီကပကံပြားအလေမှာလက်ဖက်စုံ တပုံးစီပုံကားစုံငယ်လေးတက်၍မိဆယ်လက်ထဲထည့်ပေးသည်ဂျေဇုတင်မာရဲပြောကမိဆယ်ကမိဆန်းစားကြည့်သည်လက်ဖက်ကတော့မြမရေဦးရာဒလိအစားစားအစ်စ်ပဲစိတ်ခစ်ကောအခုခစ်ရောလူတန်းစားမရွေးကြိုက်ကြတယ်မြမဘရင်တွေလည်းတုံးဆောင်တယ် နန်းတော်ထဲမှာလဲဆွေချထားတဲ့လက်ဖက်အုပ်ဟာ တော်ဝင်ပစ္စည်းပါပဲပြီးတော့မြမဘရင်လက်ထက်ကလွတ်တယ်လွတ်တော်မှာအမှုအခင်အဆုံးဖြတ်ပြီးပြီးရင်တရလူရောတရခံမှာအမှုပြီးပြတ်ပြီးငိမ့်တဲ့သဘောနဲ့လက်ဖက်ကိုလက်ဆုံစားကြရပါတယ်လက်ဖက်ကိုအဲ့ဒါလိုအေးပါတဲ့အခန်းကပါ ပါဝင်ခဲ့တာပါ ဆယ်လီပြောသမားကိုမိစေကဘေးကနားထောင်နေသည်နှစ်လိုပွဲ အပြုံးနှင့်ခေါင်းကလေးညှိတ်ကတလီတစားနားထောင်သည်ဆယ်လီဆိုရင်ဆယ်လီရောက်မှတွေကရခိုင်တွေပါ သူတို့ကလည်းမြမတိုင်းသားတွေဆိုတော့လက်ဖက်ကြိုက်တယ်ခမင်းစားပြီးလက်ဖက်အမြဲပြီမိရတယ် เซลีดีตูอพิวมหาวิยาวตัวไหวพิโอไลดีโอเซลีกูที่ยาวขมารอูเนี่ยนี่เด้มีเซก้าแต่อันเดียวมีไลนี่จะมามาตาเดียวตามีเดียวสีเด้ตาก้าสีจางตาบ้าตามีก้าแต่ก็ตัวยาวนี่มีจะมายาวขมาดูก้า သူ့မိတွေကိုချစ်တော့အတူနေပါတယ်ကျွန်တော်မှာတော့အဲလစ်နဲ့အံ့ဖွယ်တိုက်ပြီးစာအုပ်ဖတ်ရတယ်လို့ပဲဒီတိုင်းပြည်ဒလိအဆန်းကို တွေ့ရပြန်ပြီတားကိုတက်ကတူအထိမိဘကတာဝန်ယူတယ်အဘိုးဘွားတွေနဲ့ဒစီတလုံးနဲ့စီကြတယ်ရောက်ခမနဲ့ချွေးမနဲ့လည်းအတူနေကြတယ်ကျွန်တော်တို့စီမှာတော့ ဆဆင်းနဲ့ပါကလေးကအတူမနီလို့ရောဘူးကိုကြောင့်ကံကြမ္မာကိုဖန်တီးကြတာပဲအိမ်အောင်ကြပြီဆိုတီးတန့်ခွဲနေကြတာများတယ်မိဆယ်တို့ဒလိထုံတန်းကတနီးကောင်းပါတယ်ကျမတို့မြမမာကတော့ဝတ်တရားဆိုပြီး ထိုဒလိထုံဆန်းကသင်ကြားထားတာပါ သားသမီးကိုပညာပြည့်စုံအောင်မိဘကပညာသင်ပေးရမယ်။အချိန်တိုင်းရင်မိဘကပဲသားသမီးကို လက်ထပ်ပေးစားရမယ်။ဒါမိဘဝတ္တရားပါ။သားသမီးကလည်းမိအူဖအူကို ပြန်လည်ပြုစုကြွေးမေးရမယ်ဆိုတာ သားသမီးဝတ္တရားလို့ပြထန်းထားတာပါ။မိဆယ်ကကောင်းညိတ်နားထောင်ရင်းမှဆယ်လီဆိုတဲ့နမီကအင်္ဂလိပ်နမည်ခုနော်ဟု မေးလိုက်သည်ဟုတ်ပါတယ်ကျမတို့ငငယ်ကလွတ်လပ်ရေးမရသေးပါဘူးဆေတန်းထိကျမပြင်ဦးလင်ကခရိယံသာသနာပြုကြောင်းမှာနေလာခဲ့ရတော့အင်္ဂလိပ်နမည်တွေယူရပါတယ်ကျမတို့မာမီကဆယ်လီကိုပေးထားတဲ့မြန်မာနမည်ကညကြပြူပါအတိတ်ဘေက မြဆိုတာကမြရဲ့အစိမ်းရောင်ကအေးမြချမ်းငိမ့်တဲ့သဘောဆောင်ပါတယ်။ကြာပြူကတော့နုံနေကထွက်လာပြီမဲ့တန့်စင်းကြည်လင်တဲ့သဘောပေါ့။အိုးတိတ်အတိတ်ပဲလင်းနေတာပဲနော်။လှလေလှတယ်။ကျွန်တော်မြကြပြူဆိုတဲ့နမီကိုဥသဘောကြတယ်။မွန်စီယာမိဆဲစကားပြောဒီမှာ မြမမှုကိုစိတ်ဝင်စားနေကြောင်းထက်ဆယ်လီ အလှမှမိန်မောနေခြင်းပုံရသည်ဆယ်လီမျက်လုံးများကเจ้าသူဘဝလိုယမက်ပြေဝင်းဝင်းတောက်မနေအနေတိုင်းတည်ငိမ်နေတော်စိတ်ကြအကြည့်ခံရတော်သူကို အေးမြစေသည်မိဆယ်သည်သူ့ရင်ကို အေးမြစေသောကျယ်လီဆယ်လီအကြည့်နှင့်အလှမှနေမြုပ်နေမိသည် စကားပြောကြရင်ည7:00နာရီထိုးမှသမင်းစားပွဲကပြီးသွားပြီ။မွန်စီယာမီဆေကကျေးဇူးတင်စကားပြော၍နှုတ်ဆက်ထွက်ခွာသွားသည်။ဆယ်လီကိုတော့ဒေါခင်တက်တင်ကိုယ်တိုင်သူ့ကားနှင့် လိုက်ဖို့ကပြန်သွားသည်။ဟုတ်ကဲ့ဆ ्याम ကြီးခင်နေယူ၏ညကြာဖြူအပိုင်း16ကိုဖတ်ပြမျှဝေပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ အပိုင်း၁၈ကိုလည်းဆက်လက်စောင့်စားအားပေးနှာစင်ကြပါအောင်ခင်ဗျာနှာစင်ပေးကြတယ်ဒေါ်လန်ကလစ်ကာတူတယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာသောတာရှင်အပေါင်းဘေးပရာဝေးကွာကြပါစေမြမပြည်ကြီးကပ်ပြီးအပေါင်းမျိုးတို့မှာအမြန်ဆုံးကင်းလွတ်မြောက်ကြပါစေ